မင်းနန္နာနဲ့ရှင်မွေးလုံးတို့အလွမ်းတင်နေကြရင်ရှင်မွေးလုံးကမင်းနန္နာရဲ့ညာလေရုံးမော်ကိုခေါင်းအောင်ပြီးတညတာအတူအိတ်ဆက်လိုကြောင့်အတင်းကြီးကြကပြောရာကြောင့်မင်းနန္နာလည်းမတက်တာပဲခွင့်ပြုလိုက်ရပါတယ်။အဲ့ဒီအခါမှာတော့ငမိုးရိတ်ကိုတိုက်ခိုက်ဖို့အခွင့်အရေးဆောင်နေတဲ့မလက်တို့ဟာသူ့စီစဉ်ထားတဲ့အတိုင်းဖြစ်ပြီးဖြစ်လို့အပေါင်းအသင်းများရှိရာကို ပြန်လာပြီးငမိုးရိတ်ကိုတိုက်ခိုက်ဖို့စီစဉ်ကြပါတယ်။ မနဲ့လင်းလို့ဆဲဆဲမှာငမိုးရိတ်ကို စီးပြီးပြန်လာတဲ့မင်းနန္နာကို တွေ့တာနဲ့တပြိုင်နက်မင်္ဂလာပါမိတ်ဆွေတို့ရေဒီတစ်ခေါက်တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့ရှင်မွေးလို့နဲ့မင်းနန္နာတို့ရဲ့အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဟိုးရှေ့ရှေ့တုန်းကသူဝနပြေမှာ ရှင်မွေးလုံးလို့အမည်တွင်တဲ့မင်းသမီးလေးတစ်ပါးရှိခဲ့ပါတယ်သူရဲ့မဲတော်ကွယ်လွန်ပြီးမှ ဝမ်းထဲကနေမွေးဖွားလာတာကြောင့်မို့ရှင်မွေးလုံးလို့ခေါ်ကြတာပေါ့မင်းသမီးလေးအရွယ်ရောက်လာတဲ့အခါမှာတော့မိန်းကလေးတို့တန်အပ်တဲ့စာပေအမှုပညာတွေကိုသင်ယူခဲ့ရပါတယ်သူ့ရဲ့မယ်တော်လိုပဲအလွန်လှပကြော်ရှင်တဲ့မိန်းကလေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်ရှင်မွေးလုံးဟာညနေတိုင်းဥယျာဉ်ထဲမှာတချင်းစုံစော်ကစားတတ်ပြီးညဘက်တွေဆိုရင်တော့ sound TV တချင်းစုံလေးရှိပါတယ် သူမရဲ့အလှပါနဲ့လိမ္မာရဲစားရှိတဲ့ဂုံတရင်ကသူဝနာပြည်တင်တာမကပဲအိမ်နီးချင်းတိုင်းပြည်တွေအထိ ပြန်နှံနေခဲ့ပါတယ်။ဩကလာပါတိုင်းပြည်မှာတော့မင်းနန္ဒာဆိုရဲအိမ်ရှိဆံမင်းသားတစ်ပါးရှိပါတယ်။မင်းနန္ဒာလေရှင်မွေးလို့ရဲ့ဂုံတရင်တွေကိုကြားသိပြီးမြင့်တာစိတ်တွေ ဖြစ်ပေါ်လာခဲ့ရပါတယ်။လာတာတဲ့ညတွေမှာဆိုရင်တော့မင်းနန္ဒာဟာ ကလွန်မော်ကနေလာမင်းကြီးကို ငေးကြည့်နေတတ်ပါတယ်။တခါတခါလွင့်ပြန့်လာတဲ့ဆောင်းတန်းနဲ့တာယာနာပြောပွဲကောင်းတဲ့တချင်းတန်တွေကိုကြားနေရတတ်ပါတယ်။အချိန်ကြာလာတော့မင်းသားလေးဟာအဲ့ဒီဆောင်းတန်နဲ့တချင်းတန်ပိုင်ရှင်ကို စိတ်ကူးနဲ့မှန်းဆရင်ဆွဲလန်းလာခဲ့ရပါတယ်။ဒီလိုတာယာတဲ့တေးတန်နဲ့ဆောင်းတန်လေးတွေကို တရက်တလေမှမကြားရရင် နေမတိထိုင်မတာဖြစ်လာတာကြောင့် အထင်းတော်အမတ်ကြီးကိုဖွင့်ပြောပြီးစောင်းတန်ပိုင်ရှင်ကိုရှာဖွေပေးဖို့အကူအညီတောင်းခဲ့ပါတယ်။အမတ်ကြီးကလည်းကုညီပါမယ်လို့ပြောပြီးမင်းနန္ဒာကို အချစ်တဝန်လွာတစောင်းရေခိုင်းလိုက်ပါတယ်။အဲဒီနောက်မှာတော့စနစ်တကျပြုစုထားတဲ့ကျင်းငယ်ကလေးတစ်ကောင်ကိုတန်လျင်ကျွန်းကရှင်မွေးလို့မင်းသမီးစီကိုမင်းသားလေးရဲ့ချစ်တဝင်လွားနဲ့အတူဆေးလွတ်လိုက်ပါတယ်။ကျင်းငယ်ကလေးကနေတဆင်း စစ်တဝန်လာကို ရှင်မွေးလုံးမင်းသမီးမြင်တဲ့အခါမှာတော့ရှက်သွေးဖြာသွားပြီးအထင်းတော်ကြီးကိုမင်းသားမင်းနန္ဒာရဲ့အကြောင်းကို မေးမြန်းပါလေရောအထင်းတော်ကြီးကလည်းဥက္ကလာပါမျိုးတော်ရဲ့တာယာလာပါခန္ဓာပုံဥက္ကလာပါမင်းကြီးရဲ့တကူးကြီးမပုံနဲ့တားတော်မင်းနန္ဒာရဲ့လိမ္မာရေးချရှိပုံရုပ်စင်းကုံအင်းကချောမောပုံတွေကိုစီကာပက်ကုံပြောပြလိုက်ပါတယ် မင်းနန္နာရဲ့ချစ်တဝန်လာကြောင်းမင်းသားလေးအပေါ်မေတ္တာတက်ဝင်နေတဲ့ရှင်မွေလွန်လေးကလည်းမင်းနန္နာရဲ့အကြောင်းကို အထင်းတော်ကြီးစီကနေထပ်မံကြားသိရတဲ့အခါမှာတော့ချက်ချင်းပဲချစ်တဝန်လွာပြန်စားရပြီရွှေချင်းငယ်ကလေးကိုအစာဝအောင်ကြွေးကပြန်လွန်လိုက်ပါတယ်။ဟုတ်အမတ်ကြီးရေချင်းငယ်ကလေးပြန်ရောက်လာပြီ။လက်ဘေးမှာလည်းကြောက်ကလေးပြန်ပါလာတယ်။ ဘာများလဲဖွင့်ကြည့်ပါအောင်အမတ်ကြီးရဲ့လို့မင်းနန္ဒာကပြောလိုက်ပါတယ်။အမတ်ကြီးကကြောက်ကလေးကိုဖွင့်ပြီးရှင်မွေးလုံးလက်ရင်းနဲ့ရေးထားတဲ့စာကိုမင်းနန္ဒာခြံကိုပေးလိုက်ပါတယ်။မင်းနန္ဒာလေးရှင်မွေးလုံးရဲ့တဝန်လွာကို အခေါက်ခေါက်အခါခါဖတ်ရင်အလွန်ကိုပျော်ရွှင်နေခဲ့ပြီးအမတ်ကြီးကိုရှင်မွေးလုံးနဲ့အလွန်တွေ့ကျင်နေပြီဖြစ်ကြောင်းထပ်မံအကူအညီပေးဖို့ပြောကြားလိုက်ပါတယ်။အမတ်ကြီးကလည်း မင်းနဲ့နာရေလန်းခရီးသွားရင်အသက်အန်ဒီရဲ့ရှိချောင်းငယ်စဉ်ကလေးကပုံနှဖြူပုံနှညိုတွေတွက်ချက်ထားတာကြောင့်အမလေးမြစ်ကိုကူပြီးသွားရမှာမင်းသားလေးရဲ့ခမဲတော်တည်ရင်ခွင့်ပြုမှာမဟုတ်ဘူးအသက်အန်ဒီရဲ့ရှိတယ်လို့ပြန်လျှောက်တင်လိုက်ပါတယ်ဒီရက်ကမင်းသားမင်းနဲ့နာကရှင်မွေးလုံးကမှမတွေ့ရရင်ပွဲတော်မတဲတော့ဘူးလို့ချိန်ချောက်တာကြောင့်အမတ်ကြီးလဲမတက်တာတော့ပဲစီစဉ်ပေးပါမယ်လို့ကတိပေးလိုက်ရပါတယ် နောက်တစ်နေ့မှာတော့အမတ်ကြီးကအတင်မင်းသားရဲ့ဖာကမင်းတော်ပေးထားတဲ့ကျိန်ဆက်ကြနဲ့ရေထဲကို တခါရိုက်လိုက်ရင်ရေထဲကအကြီးဆုံးတရဝါလာခါစားရတယ်။ဒီချောင်းထဲမှာငမိုးရိတ်ဆိုတဲ့မိချောင်းကြီးရှိတယ်။သူ့ကိုတန်လျင်ကျွန်းကရှင်မွေးလွတ်စီပို့ခိုင်းရင်ရပါတယ်မင်းသားလေးလို့ရှောက်တင်လိုက်ပါတယ်။မင်းသားလေးလည်းချက်ချင်းပဲငမိုးရိတ်ကိုခေါ်ပြီးကြောပေါ်တက်ကတန်လျင်ကျွန်းအရောက်ပို့ခိုင်းလိုက်ပါတယ်။မြစ်လေကိုရောက်တဲ့အခါမှာတော့ငမိုးရိတ်မိချောင်းက တက္ကင်းမင်းသာတည်တည်ချာချာကင်ထားပါဗျာဒီနေရာကရန်သူပေါ်တယ်လို့မင်းသားလေးကိုတတိပေးလိုက်ပါတယ်အဲ့ဒီအခါမှာတော့မင်းသားလေးကဘာမှမကြောက်နဲ့ငါကိုယ်တော်မှတန်လျက်နဲ့ကျိန်ဆက်ကြပါတယ်လို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမင်းသားလေးကိုကြောပေါ်တင်ပြီးတန်လျင်ကျုံးမဲ့ဖြတ်ကူးနေတဲ့ငမိုးရိတ်ကိုတိုက်ခိုက်ဖို့ချောင်းမြောင်းနေတဲ့မက်လက်တို့အဖွဲ့ဟာမင်းသားရဲ့ဘုံလက်ယုံနဲ့ကျိန်ဆက်ကြအစွမ်းနေကြောင်း အန်ဒီရဲ့မပြုတ်လိုက်နိုင်ပဲမင်းသားလေးလည်းတဖက်ကန်းကိုချော့ချော့မွမွရောက်ရှိသွားခဲ့ပါတယ်။မင်းသားလေးဟာရှင်မွေးလုံးကိုတွေ့လိုက်တဲ့အခါရှင်မွေးလုံးရဲ့အလှမှနင်မျောပြီးနှမတော်နှမတော်ရှင်မွေးလုံးလားလှလိုက်တာနှမတော်ရဲ့နတ်တေဝီအလားပါလားကွယ်လို့နှုတ်ဆက်လိုက်ပါတယ်။မင်းသမီးလေးကလည်းမောင်တော်မောင်တော်နဲ့နာရှင်မွေးလုံးစီလိုက်လာတယ်ရှင်မွေးလုံးတိတ်ပျော်တာပဲလို့ပြန်နှုတ်ဆက်ကား နှစ်ယောက်သားအချစ်တွေပြန်ဆိုင်ရင် တနေ့ကုံသွားခဲ့ရပါတယ်။ညနေအရောက်မှာတော့မင်းနန္ဒာကတနေ့တစ်ခေါက်အရောက်လာမယ်လို့အရှင်မွေးလုံးကိုဂရီပေးပြီးအုတ်ကလာပါမျိုးကို ပြန်လာခဲ့ပါတယ်။ဒီလိုနဲ့ပဲမင်းနန္ဒာကရှင်မွေးလုံးစီနေတိုင်းလိုလိုရောက်လာတတ်တာကိုသတိထားမိတဲ့မက်လက်တိုမိချောင်းမကစုံစမ်းရင်မင်းနန္ဒာနဲ့ရှင်မွေးလုံးချစ်ကြွဝင်နေတာကို သိလိုက်ရပါတယ်။ ဒါပေမဲ့မင်းသားလေးမှာရှိတဲ့တန်လျက်နဲ့အကျိန်ဆက်ကြတို့ကြောင့်ငမိုးရိတ်ကိုတိုက်ခိုက်လို့မရပဲဖြစ်နေခဲ့ပါတယ်။တနေ့မှာတော့မက်လက်တူဟာမင်းသားလေးနဲ့ငမိုးရိတ်တို့ကိုတိုက်ခိုက်နိုင်မယ့်နီလန်းတကူကိုရှာဖွေ တွေ့ရှိသွားခဲ့ပါတယ်။ဒီနီလန်းကိုအကောင့်ထဲပေါ်ဖို့အတွက်မက်လက်တူဟာလူယောင်ဖန်ဆင်းပြီးတဝနပြည်ကဖာကမဲတော်လွှတ်လိုက်တဲ့အစီကံအနေနဲ့တခင်မလေးရှင်မွေးလုံးအနာမှာဝင်ရောက်ခါစားခဲ့ပါတယ်။ မလက်တိုဟာတခင်မလေးယုံကြည်အောင် ပြုစုပေးပြီးရင်းနှီးကျောင်းဝင်လာအောင်ကြိုးစားအားထုတ်ရင်းအချိန်ကြာလာတာနဲ့အမျှမလက်တိုဟာတခင်မလေးရဲ့တီးတိုးတိုင်ပင်ပေါ်ဖြစ်လာခဲ့ပါတယ်။ဩကလာပါမင်းကြီးကလည်းတားတော်ရဲ့အရေးအယံကို မတွေ့ရတာကြောင့်အထင်းတော်အမတ်ကြီးကိုခေါ်ယူမေးမြန်းတဲ့အခါမှာတော့အမတ်ကြီးကလည်းမင်းနန္နာနဲ့ရှင်မွေးလုံးတို့ချစ်ချမ်းဝင်နေကြအောင်အမှန်အတိုင်းရှောက်တင်လာရပါတယ်။တစ်ချိန်တည်းမှာပဲ မင်းနန္ဒာပြန်လဲရောက်ရှိလာတဲ့အတွေ့ဘုရင်ကြီးကမေးမြန်းလိုက်တဲ့အခါဟောက်မန်ချောင်းတိလိုက်ရတာကြောင့်တားတော်ရဲ့အတဲ့အန်ဒီရဲ့ကိုစိုးရင်ပြီးနောက်ထပ်မသွားစေဖို့အတွက်ချိန်ဆက်ကြကိုတင်လိုက်ပါတယ်။အဲ့ဒီအချိန်ကစပြီးမင်းနန္ဒာလည်းရှင်မွေးလို့စီမရောက်တော့ပဲရှင်နေခဲ့ပါတယ်။တရက်ကနရဲ့ရက်ပေါင်းများစွာကြာလာတဲ့အခါမှာတော့မင်းနန္ဒာရောရှင်မွေးလို့မှအလွမ်းဝေဒနာကိုခံစားလာကြရပါတယ်။ အဲ့ဒီအခါမှာတော့အခွင့်အရေးကောင်းကိုစောင့်နေတဲ့မက်လက်တိုဟာမင်းနဲ့နာဒီတစ်ခေါက်လာတဲ့အခါသူမကိုတကယ်ချစ်တယ်ဆိုရင်လက်ရဘက်လက်မောင်းကိုခေါင်းအုံအိတ်ခွင့်ပြူဖို့တောင်းဆိုကတက်တီပြခိုင်းတဲ့ကြောင်းလိန်လေလျှောက်တင်လိုက်ပါတယ်မင်းနဲ့နာဟာလေရှင်မွေးလုံးကိုတရိယလောနာကြောင်းကန်းဆက်မှာမှိုင်းပြီးတန်လျင်ကျုံးဘက်ကိုမျောငင်းနေခိုင်း အမတ်မတင်ကန်ကူးနေတဲ့ငမိုးရိတ်ကိုတွေ့လိုက်တာကြောင့်ငမိုးရိတ်ကိုလန်ခေါ်ပြီးတန်လျင်ကျွန်းကိုလိုက်ပို့ခိုင်းလိုက်ပါတယ်။ရှင်မွေးလုံးလေးကိုတွေ့ကျင်စောနေငမိုးရိတ်ပေါ်အတံမှာတန်လျက်ကရေထဲကိုကြာသွားခဲ့ပါတယ်။ညာဦးလာတာတာအောင်မှာမင်းနန္ဒာနဲ့ရှင်မွေးလုံးတို့အလွမ်းတည်နေကြရင်ရှင်မွေးလုံးကမင်းနန္ဒာရဲ့ညာလက်ရုံးပေါ်ကိုခေါင်းအောင်ပြီးတညတာ အတူအိတ်ဆက်လိုကြောင့်အတင်းကြီးကြကပြောတာကြောင့် မင်းနဲ့နာလဲမတက်တာပဲခွင်ပြိုလာရပါတယ်။အဲ့ဒီအခါမှာတော့ငမိုးရိတ်ကို တိုက်ခိုက်ဖို့အခွင့်အရေးဆောင်နေတဲ့မလက်တူဟာသူ့စီစဉ်ထားတဲ့အတိုင်းဖြစ်ပြီးဖြစ်လို့အပေါင်းအသင်းများရှိရာကို ပြန်လာပြီးငမိုးရိတ်ကိုတိုက်ခိုက်ဖို့စီစဉ်ကြပါတယ်။မနဲ့လင်းလူစဲစဲမှာငမိုးရိတ်ကိုစီးပြီးပြန်လာတဲ့မင်းနန္နာကို တွေ့တာနဲ့တပြိုင်နက်ငမိုးရိတ်ကို တိုက်ခိုက်ဖို့အသင်းဆောင်နေကြတဲ့မလက်တူတို့အဖွဲ့ဟာ ငမိုးရိတ်ကိုဝင်ရောက်တိုက်ခိုက်ကြပါတယ်။ငမိုးရိတ်နဲ့မက်လက်တော်တို့အဖွဲ့ရဲ့ပြင်းထန်တဲ့တိုက်ပွဲကြမှာမင်းနန္ဒာထိခိုက်မှာဆိုတာကြောင့်ငမိုးရိတ်ဟာရေထဲကျနေတဲ့မင်းနန္ဒာကိုဗစက်ထဲငုံထားပြီး စိတ်ကန်းအယောက်ပြန်ပြေးလာခဲ့ပါတယ်။မနက်ခင်းအာယုံတက်ချင်းစိတ်ကန်းကိုရောက်လာတဲ့ငမိုးရိတ်ကိုဘယင်ကြီးနဲ့မူမတ်တွေကမင်းနန္ဒာမပါလာလို့စိုးရိမ်တကြီးနဲ့မေးမြန်းကြတဲ့အခါ ငမိုးရိတ်လေချက်ချင်းပဲမင်းသားလေးကိုအန်ထုတ်လိုက်ပါတယ်။ပြင်းထန်တဲ့တိုက်ပွဲကြားကနေငမိုးရိတ်ဟာမင်းနန္ဒာကို အလင်းမြန်ကယ်ထုတ်လာခဲ့ပြီမဲ့ကဲရောက်မှာတော့မင်းသားလေးမင်းနန္ဒာက အသက်ပါမလာခဲ့တော့ပါဘူး။တန်လျင်ကျုံးကမင်းသမီးလေးရှင်မွေလွန်ကလေမောင်တော်မင်းနန္ဒာဇီဝိန်ချုပ်သွားတဲ့တရင်ကိုကြာကြာချင်းရင်းနှင်းစုတ်နှစ်ခါနေရာမှာပဲတည်ဆုံသွားပါလေရော။အဲဒီနောက် အချစ်ကြီးရဲ့ချစ်သူနှအူကိုမြေကမ်းတစ်ဖက်တစ်ချက်စီမှာမိတဲ့ကြိုကြရာမိကိုလုံးမြကကောင်းငင်မော်ကိုတက်သွားပြီးတကုံမြစ်ကောင်းငင်ထက်မှာ အချစ်သက်တည်အမတ်သားတစ်ခုအနေနဲ့ပေါင်းဆောင်သွားပြီးတက်တန်တစ်ခုပေါ်ထွက်လာပါတော့တယ်။ရှင်မွေးလုံးနဲ့မင်းနန္နာတို့ရဲ့အချစ်ဆက်လန်းလေးကတော့ဒီလောက်ပါပဲနော်။ စိတ်ဝင်စားစရာရာဇဝင်ဇလံလေးတွေကိုနားဆင်ရတာနှစ်သက်သဘောကျတယ်ဆိုရင်တော့ channel လေးကို like and subscribe လေးလုပ်ခဲ့ပါအောင်နော်။ဘေးနားက notification bell လေးကိုနှိပ်ခဲ့ဖို့လေမမေ့ပါနဲ့တော့မိတ်ဆွေတို့ရေ။